ပဲပဲရှိတယ်မိဘနဲ့မှဆရာမကြီးတော်အချမ်းတာပါဆရာမရဲ့မိခင်ကနိုင်ငံကျော်မိဘနဲ့မှဆရာမကြီးတော်ခင်ဆန်းမြစ်ပါအခုရှင်မော်တော့မှငယ်စဉ်တည်းကဟောကြားခဲ့တဲ့အမိဘနဲ့မှပညာရှင်ဆရာမကြီးတော်တော်ခင်ဆန်းမြစ်တမိငယ်ဆုံးပါဟုတ်ကဲ့ပညာကိုမိစီရဘူးလက်သက် လက်ထက်တင်ပြတာတင်ဆံမြင်ဆံကြားဆရာတော့တပည့်တော်ရဲ့အမေပေါ့နော်ဆရာမရဲ့အမေဆရာမကြီးတော့ခင်ဆံမြင့်ဖြစ်ပါတယ်မိမေကငယ်စဉ်တောင်ကြီးကလေးဘွားတွေကနေဒီမိဝန်းထဲမှာပညာနဲ့ပဲအသက်မွေးဝမ်းကြောင်းခဲ့တယ်လို့တမိလက်ထက်မှာလည်းအမေအမွန်းထဲမှာပညာရက်ကိုအသက်၁၈နှစ်ထဲကနေပြီးတော့ဘကိုးမှာရွှေမော်တော်ဘုရားလေရွှေမော်တော်ဘုရားတောင်မမုတ်ကစနေတောက်ကအမေရဲ့ဆိုင်မှာပေါ့နော်ဟောကန်လေးကိုစတင်ဖွင့်လက်ခဲ့ပါတယ်အသက်၁၈နှစ်ထဲကပေါ့ ့မေမေပဲဥဆောင်ပြီးလမ်းညွှန်ကြားပေးတဲ့အတွက်ဒီဝန်ထဲမှာပညာကိုငယ်စဉ်ကမေမေစီကနေပြီးတော့တိုက်ရိုက်ရတဲ့တယောက်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ဝန်ထဲမှာပညာဆိုတာဝန်ထဲမှာပညာဆိုတာဟိုဒီနက်ခတ်တို့ပေးတယ်နွဲ့နွဲ့မဆိုင်တဲ့ပညာရက်တရက်လို့နံပါတ်1တစ်ချက်ပြောပြစီဒုတိယတစ်ချက်ကတော့သိကျင်တဲ့အကြောင်းအရာရှိတဲ့ဒီ ဘေးဒင်ပညာရက်ပေါ့နော်ဘေးဒင်ပညာရက်အကြမ်းမြင်ပညာရက်နဲ့စိုက်တာဒါပေမဲ့အကြမ်းမြင်လို့တော့ညီမအမိမတက်ချင်ပါဘူးအကြမ်းမြင်နဲ့ပတ်သက်တဲ့တမထလိုဝိပဿနာလိုကဒါတီးတန့်ကိုဘာသာရေးလိုက်ပေါ့နော်ဒီဝန်နဲ့မှပညာဆိုငငယ်လေးတည်းကသူများရဲ့အကြောင်းအရာကိုကိုယ်မေးလာခဲ့သည်ရှိတော့မမေးလာခဲ့သည်ရှိတော့စိတ်ဝင်စားရတယ်သူများမသိနိုင်တဲ့အရာကိုဖော်ထုတ်နိုင်တဲ့လက်ကလေးကင်လက်ယုံနဲ့သိနိုင်တဲ့အရာပါအဲ့ဒါဝန်ဝင်ပါလို့ငငယ်ကနေရပြီးတော့မေးရဲ့အတတ်ပညာအတိုင်းပေါ့နော်တိကျခဲ့ပါတယ်ဒါပေမဲ့ဒီဝန်ဝင်မာရဲ့နောက် ဆက်တွဲကတချို့ကဆိုငယ်စဉ်တောင်ကြီးကလေးဘွားတွေကဖြစ်ခဲ့တဲ့မိမိပုံမှာမူတည်ပြီးတော့မိမိရဲ့လောက်ရဲ့ပညာရက်တွေရဲ့စွမ်းပကားတွေကိုအကုန်လုံးအရာခတ်တဲ့ကကိုပါငယ်ငယ်တွေကလိုက်လုံနိုင်နေတော့မိမိတို့ကအတန်၈နှစ်၉နှစ်မှာသူ့လိုဝန်းတွဲမှာပညာပါတာသမီးပါတယ်လို့ပြောခဲ့ပါတယ်ငယ်စဉ်တည်းကပေါ့နော်ဒါကတော့တိကျတဲ့ဖြေကတော့အဖွားတွေဖူးပြီးပြန်ပြောလို့ပဲတိတာပါနော်ဟုတ်ကဲ့ပါရှင့်အဲ့တော့ဒီပညာနဲ့ဒီအတမဟုတ်ကဲ့ ဒီမှန်ကန်တဲ့နီလန်းနဲ့တိတာမြင်တာကိုပဲပြောတယ်။ by name ပေါ့နော်။ဟိုနေဖြစ်နိုင်ကြဖြစ်နိုင်ဒီမဖြစ်နိုင်ဒီနှစ်ခုတည်းရတစ်ခုပေါ့နော်။ပြီးတော့မွေးတက်ကရဲ့နာမည်ရဲ့ဗာနီတာသမီးဆိုတာရဲ့အခုဆိုဖုန်းတွေပေါ်လာတော့ Viber ကနေမွေးတက်ကတို့ဓာတ်ပုံလုံးနဲ့တခြားနိုင်ငံရက်တွေကလည်းဟောကြားကြတဲ့မိတ်တွေရှိပါတယ်။ဒါပေမဲ့ဓာတ်ပုံမှာမျက်လုံးပါနိုင်ရင်ဘယ်နိုင်ငံမှာရှိရှိမွေးတက်ကတိကျမှန်ကန်ရင်အဲ့ဒါလေးဟောနိုင်တဲ့ဟာလေးရဲ့ပို့ပြီးတော့အတက်ရရလာတဲ့အချိန်မှာပို့ပြီးထူးခြားချက်ဖြစ်လာပါတယ်နော်။ပြီးတော့ဒီစွမ်းပကားတွေရဲ့ ဟိုဒီစိတ်ဒီစပိုင်းကကြတော့လှုပ်ဆောင်နိုင်တဲ့စွမ်းရည်ပေါ့နော်ကံကံရှင်ကို तू မမေးပဲနဲ့ तू ဖြစ်နေတဲ့အကြောင်းအရာကိုပြောနိုင်တာနံပါတ်၁ချက်ရယ်ပြီးတော့ဒီသူတို့ရဲ့ဒီဟိုဖြစ်တည်နေတဲ့ကိစ္စရဲ့မစီးပွားရေးလူမှုရေးအိမ်တော်ရေးအခြေရေးပေါ့နော်အဆရှိတာတွေကိုဘယ်လိုလုပ်ရင် ကောင်းမွန်တယ်ဘလို့နီးလန့်နဲ့ကောင်းမွန်တယ်ဆိုတာကိုဗုဒ္ဓဘာသာနီးလန့်နဲ့ပဲအခါတော်ခေါ်တာပေါ့ယရိယာတို့အခါတော်တို့ကိုတက်နိုင်တဲ့ဆွမ်းဆွမ်းပကနဲ့လှုပ်ဆောင်နိုင်တဲ့ဆွမ်းအားပေါ့နော်အဲ့ဒါကြတော့ခုနဘုရားရှိခိုးတာဘာသာရေးလှုပ်တာမိမိရဲ့ဆရဏကျင့်စဉ်နဲ့ဆိုင်တဲ့အတွက်ဘာသာရေးကတော့တခုလှုပ်ရတယ်ပြီးတော့လှုပ်ပေးတက်မိရတယ်အကြံခံရှင်ရဲ့ကိုစားဒါနပြုပေးပြီးတော့မှအဲ့ဒီဆောင်ရွက်မှုရဲ့ဆွမ်းပကတွေရဲ့ထက်မြက်မှုဟာရက်ကာလအတွင်း 45ရက်ဆို45ရက်တပတ်တလဆိုတပတ်တလအတွဲဥမာအိမ်တော်ကြီးတစ်ခုဆိုဒီလိုပြန်လာမယ်ဆိုလာမယ်ဥမာငွေကြေးဆိုလဲငွေကြေး ဒီလူကတော့မဆုံးနိုင်ဘူးဒီလူကတော့ဆုံးသွားနိုင်တယ်ငွေကြီးမဆုံးနိုင်တဲ့လူကိုဘလို့ပြန်တောင်းတယ်နီလန်းနဲ့ပေါ့နော်ကိုယ့်ရဲ့တက်နိုင်တဲ့စွမ်းပကနဲ့ဒီမှာဘတ်ဆောင်ကနေကူညီပါတယ်အခုချိန်မီအသက်56 58လို့ရောက်ပါပြီအသက်ဆက်ရှင်နဲ့ကနေမာဝီကြီးကဖျားမှာ22နှစ်ရှိပါပြီရှင့်ရက်တည်လာတာလေအဲ့လိုနဲ့ပဲရက်တည်လာပါတယ်နာမည်ကောင်းတစ်ခုနဲ့အမေရဲ့ဂုဏ်သိက္ခာကိုကိုယ့်ရဲ့ဂုဏ်သိက္ခာကိုအဖက်ဆက်ပြီးတော့မာဝီကြီးကဖျားမြောက်ဖမုံမှာဟောကန်ဖွင့်လက်ဟောကြားနေပါတယ်ရှင်ဟုတ်ကဲ့ဘေးရှင်နဲ့ဒီဖြစ်တဲ့ ကျမဒီငယ်ငယ်လေးကကျမရဲ့ logo ဒီလိပ်စာကက်ကလေးနဲ့လေ5084510ရယ် Viber number ရယ်ဒီရလေးလေးပေးထားပါတယ်အဲ့ဒါလေးလေဒီရလေးကတော့အထူးခြားတဲ့ကျမရဲ့လိပ်စာကက်လေးမိမိကိုယ်တိုင်ပေးထားတဲ့နာမည်လေးနဲ့ဒီ logo လေးနဲ့ဆက်သွယ်လို့ရပါတယ် 5080905084516ကိုဖုန်းနဲ့လည်းဆက်သွယ်နိုင်ပါတယ်ပြီးတော့0995812934 Viber ကနေပြီးနာမည်မွေးတက်ကတခြားနိုင်ငံတွေကလည်းဒီလိုလှမ်းပြီးတော့မေးလို့ရပါတယ် Viber ကနေတက်ဆက်အော် online ကနေကျွန်မဟောတာတော့မရှိပါဘူးရှင့်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင့်ဟုတ်ကဲ့ဟုတ်ကဲ့ ဟိုကျွန်တော်တို့ရဲ့ဒီ one way မှာပညာမှာဒီနည်းနည်းလေးရှင်းပြပြစီနော်ဒါလည်းမြန်မာနိုင်ငံပြည်သူပြည်သားတွေနဲ့အတူပေါ့နော်ဗုဒ္ဓဘာသာဝင်တွေမြန်မာဆိုလို့ရှိရင်အဖြစ်လေဖြစ်တာရှိတဲ့ဒလေးကအခုဒီခက်ကာလာ ပြောင်းသွားတော့ဒီရဲ့အယူအဆလေးတွေကနည်းနည်းခက်နောက်ကြတော့ဟိုပြိတ်သက်ရှင်မှာပြောရတာနည်းနည်းတော့ရဲရဲဝင်းဝင်းတတိတတိမွေပြီးတော့ပြောပြပါစီနော် အမေကငယ်စဉ်ကပြောခဲ့ပါတယ်တွေးဆက်သားဆက်80ဆက်ထိမိမိမွေးတဲ့တဆက်မှာမိမိကကြတော့သူ့မှာတွေးဆက်သားဆက်မရှိပဲပထန်းဆက်နဲ့ဒီဆောက်ရှောက်မှုပိုင်းဆိုင်ရာဒါပထန်းဆက်ဆိုတာအခုခေတ်လူငယ်တွေကတိုက်ဆက်တူပထန်းဆက်တူပြောရင်နည်းနည်းလေးတမျိုးဖြစ်စေတော့လေမိမိမှာတကယ်ပထန်းဆက်အစစ်မှန်ဖြစ်စေတယ်ပြီးတော့မိမိကဒီဘကိုးရွှေမော်တော်ဘုရားကြီးရဲ့စိတ်တိုင်းမှာဟောကြားခဲ့တဲ့ဆိုင်ငန်းအရင်းခံမှန်တယ်ပြီးတော့ငငယ်ကဆိုမိမိကသူဒီ ဒီပညာရက်နဲ့ပဲတဆွေလုံးတစ်မျိုးလုံးလောက်ကင်ပြုစုကျိုးမွေးခဲ့တယ်မမေက15နှစ်တမီမှာအိမ်အောင်ကြတယ်တာသမီ73ယောက်အားလုံးမွေးတယ်73ယောက်ကအဖတ်တင်တာရောမပင်တာရောပေါ့နော်ဒီလိုကတော့ main ကလေးတဲမှာအငယ်ဆုံးဖြစ်တယ်ဖြစ်တဲ့အခါကျတော့မမေမွေးလိုက်တဲ့အားလုံးအဲ73ယောက်မှာ6ယောက်အဖတ်တင်တဲ့အထဲမှာတဦးတည်းတော့မွေးရပါငငယ်မမေလိုမျိုးငငယ်လေးတွေကနေပြန်ပြီးဖြစ်နေတဲ့အရေးလက္ခဏာတွေပြတာပေါ့နော်အရေးလက္ခဏာတွေဆိုတာမမေရင်းနဲ့ပြောတာတို့အဲ့ဒါမျိုးတွေငငယ်က ကိုအကြောင်းကိုပြန်ပြောတာကိုဘယ်ဘဝလာတာတို့အဲ့လိုမျိုးတွေပြန်ပြောတဲ့အစ်ရနေပြီးတော့ကျမကဝမ်းနဲ့မှာပညာမမေရဲ့မွေးချင်းတယောက်တည်းတွေးဆက်သားဆက်တဆက်ဆိုပြီးတော့ဟောမမေတို့ကမှတ်သားခဲ့တာကိုပြန်ပြီးတော့အဖိုးဖွားတွေလက်ထက်ကလေးပြန်တိကျစေပါတယ်ပြီးတော့ကျမမွေးတဲ့ထဲမှာတာသမီ၃ယောက်ရှိပါတယ်အဲ့ထဲမှာတာအကြီးဆုံးတယောက်ကကျမလိုမျိုး ငငယ်လေးတွေကပါနေတယ်။အဲ့ဒါလက်တွေ့ကျမပြန်ပြောနိုင်တာကြတော့ကျမဟိုကျမကိစ္စကိုကြတော့မေမေတို့ရဲ့အဖေမေတွေဖိုးဖွားတွေရဲ့ပြန်ပြောခဲ့တယ်။ကျမရဲ့အကြောင်းတာအကြောင်းကြတော့ကျမကိုယ်တိုင်သိခဲ့တယ်။ तू ကစာလည်းမတင်ရသေးဘူး။ပညာရက်မှာဟိုကာကြီးခါကူတော့မရေးတတ်သေးတဲ့အရွယ်မှာဆွဲလိုက်ရင်ဖျားပုံလို့ तू ရှုတ်နေလုံးလိုက်ရင်တော့မှတကယ်ဟိုဖျားပုံစံဖြစ်နေလို့ မီးဖုတ်ပြီးတော့ပူစောရတဲ့အစင်မျိုးလို့ဘာမှမတင်မဲနဲ့ပြီးတော့ပကြီးဆိုလဲသူ့ဟာသူနဂါးပုံလို့ဖျားပုံလို့ခလေးဘွားလေးတွေကဒီဘောပင်မကင်တတ်တဲ့အရွယ်တွေကနေဆဆွဲတယ်ပြီးတော့စကားတွေစပြတ်တတ်တဲ့အရွယ်မှာဟိုလူကြီးတွေမေးတာတွေကိုအကုန်အတိအကျမမေးမဲနဲ့လည်းဖြစ်နိုင်တယ်အဲ့ဒါကျမရဲ့ဝန်ထဲမှာပညာတားရှိမှာပါလာတယ်ဆိုတာကိုကျမအတိအကျသိခဲ့တယ်အဲ့ဒီချိန်တုန်းကတားကိုဘကိုးယုံကြည်ရက်ကွက်ဒေါနာလမ်းမှာတားကြီးကိုမွေးခဲ့တာပေါ့နော်သူကတော့အခုဆို35နှစ်ရှိနေပါပြီနော်သူကတော့ဒီပညာနဲ့သူ့ဟာသူအချိန်ကြမှာ ဟိုတကယ်လို့ပါခဲ့ရင်တော့မှ तू အချိန်ကျမှဖြစ်မယ်လို့ तू သူ့ကိုရောကျမကိုယ်တိုင်ဟော်ရကိန်းထုတ်ထားတယ်ပေါ့နော်ဒါပေမဲ့ तू ကတော့ငယ်သေးတဲ့အရွယ်ဖြစ်တဲ့အတွက်ဒီပညာရက်ကို तू အဲ့လိုပြောရင် तू ကတိတ်ပြီးတော့ဟို ချပြဖို့အစီအစဉ်တိတ်မရှိဘူးပေါ့နော်လူငယ်ဆိုတော့ तू ကဟိုဒီ ID နဲ့ပတ်သက်ပြီးတော့ပညာရက်တွေတက်ထားတော့အဲ့ဘက်ကိုပဲစိတ်ဝင်စားတယ်ပြီးတော့အဲ့ငယ်ငယ်တွေကလည်းအဲ့ကွန်ပျူတာတို့ဘယ်လိုခေါ်လဲကျမတို့ရှင်မရှိတော့အဲ့တော့ဂရန်ပေါင်းဆက်တွေပေါ့အဲ့ဒါတွေဂရန်ပေါင်းဆက်တွေကားတွေလက်စစ်ကားလေးတွေဆိုဒစစီဖြုတ်ပြီးဒစစီပြန်တက်တယ်အဲ့ဒါ तू ငယ်ငယ်လေးတွေက तू တဘာဝအတိုင်းလုံနေတယ်ပညာရက်ကလေးတွေကတကယ်ထူးကျော်နေတာကိုတွေ့တယ်ပြီးတော့ရှုံးနေလုံတိုင်းဆော့လိုက်ရင်တော့မှဖျားပုံစံဖြစ်နေတာတို့ပူဇော်လိုက်ရတာတို့အဲ့ဒါမျိုးလေးတွေပကြီးဆွဲရင်လည်းတကယ်ကိုပကြီးဆရာတယောက်ကလာဆွဲထား ကလို့ဘယ်ဆရာမှတင်ထားတာမရှိပါဘူးဒါလက်တွေ့မှုလို့ကျွန်မပြောပြတာပါဒါရီပြန်ပြောရင်ဒီခေတ်မှာနည်းနည်းခေတ်နောက်ကျရင်ခေတ်နောက်ကျပါမယ်အမှားတာရှင်းလဲခွက်လွတ်ပါနော်ဒါအမှန်တရားကိုကျွန်မရှင်းပြတာပါဟုတ်ကဲ့ပါအဲ့တော့ तू ကအိမ်အောင်ကြသွားပြီ तू ကမွေးရင် तू သားသမီးမှာတဆက်ပြန်ပါမယ်မိမိမွေးတဲ့ထမကျွန်မတဆက်ကျွန်မသားမှာတဆက်သားမွေးရင်တဆက်အဲ့လိုသွားလဲ80ဆက်ပါသွေးဆက်သားဆက်80ဆက်ထိဒီတာသနာပြုတဲ့ပဋ္ဌာန်းဆက်ခရီးသွားပုံကိုယ်တွေလို့ခေါ်ပါတယ်ဗျာနော်ဟုတ်ကဲ့ပုံကပဲရှင် ကျွန်မမနက်9:00နိုင်ရတယ်ညနေ9:00နိုင်ထိဖွင့်ပါတယ်ဟုတ်ကဲ့ပိတ်ရက်ကတော့မရှိဘူးတခါတလေကြာရင်အဲ့လိုအခါတော်တွေနဲ့ပြင်သွားနေတာတို့ဟိုပကိုးလောက်သွားတာတို့မျိုးတော့ရှိတယ်ပကိုးမှာတော့တခါတလေကြာရင်ကိုယ့်ရဲ့ဇာတိမြင်မှုလို့အော်လူတန်းနာလေးတွေဒါနာလေးတွေတွတ်ပြုတ်ပါတယ်ဒီမာဝိဇ္ဇဖျားကြီးမှာတော့မာဝိဇ္ဇဖျားကြီးရဲ့လိုအပ်တဲ့ရွှေတင်ငန်းပါဒီလဆင်လိုက်လူတွေဒါနာတွေမှာကျမ22နှစ်ရှိနေပါပြီနိုင်တော့လှူဒန်းခဲ့တာလေအခုကတက်ရွယ်လဲနည်းနည်းရနေတော့အလုပ်တွေနည်းနည်းလျှော့လိုက်ပါတယ်ပြီးတော့ကိုနိုင်တော့လေးပဲလုပ်ပါတယ်နော်ဟုတ်ကဲ့ပါ ဟုတ်ကဲ့အမေကတည်းကကျမကိုတွေ့ကြည်ရင်မဟာဝိဇ္ဇဖျားမြောက်ဖမုံမှာဆ iam ကြီးတော်ရေးချမ်းသာအမိဝင်တွင်မှာဆိုတဲ့ဆိုင်းပုတ်နဲ့တွေ့နိုင်သလိုကျမစီလာရောက်ဟောကြားတဲ့သူပုဂ္ဂိုလ်တွေကိုလည်းတနင်္ဂနွေတင်လာအင်္ဂါဘုရုစတာပေးတောက်ကြစနေရာဟုဆရှိတဲ့ခொနဲ့သားသမီးတွေတစ္ဆာပြုထားပါတယ်တကယ်လိုအပ်ချက်နဲ့တကယ်ကုညီနိုင်တဲ့သူပုဂ္ဂိုလ်တွေတကယ်ကိုသူတို့ကကျမအကူညီလိုတဲ့ပဋ္ဌာန်းဆက်တွေပေါ့နော်ဒါလဲဆူတောင်းခဲ့ပြီးတော့ဒီဆ iam ကိုတွေ့လိုက်လို့မြင်လိုက်လို့ တွေ့ကျင်တယ်ဒီဆီယမ်မနဲ့ဆိုအောင်မြင်မယ်ဆိုတော့ဟိုဘာမှမြုပ်ဆွဲတာမျိုးမရှိပါဘူးလုံးဝမမြုပ်ဆွဲပါဘူးဒီကိစ္စနဲ့လေအဲ့ဒါမျိုးလုပ်ရတာလေကိုကိုတိုင်လည်းမကြိုက်ပါဘူးအဲ့တော့အဲ့တော့သူတို့ကိုယ်တိုင်စိတ်ဝင်စားနေမေးကျင်တယ်သိကျင်တယ်လေ့လာကျင်တယ်ဒီသူတို့ရဲ့ကိစ္စရက်ကိုအတိအကျသိကျင်ပါတယ်သူတို့ရဲ့ကိစ္စရက်ကိုအတိအကျအောင်မြင်ကျင်ပါတယ်ဆိုတော့လူမှာအောင်မြင်လို့အောင်မြင်အောင်လုပ်တဲ့နီလန်ရဲ့အောင်မြောင်အောင်မြောင်လုံနိုင်တဲ့နီလန်ရဲ့လုံးဝမအောင်မြင်တဲ့ သူ့တဘာဝတိုင်းမအောင်မြင်တဲ့ကိစ္စရနှစ်ခုရှိပါတယ်။အဲ့နှစ်ခုကိုတော့ကျွန်မတိကျစွာဆုံးဖြတ်ပြီးတော့တိကျစွာအောင်မြင်နိုင်တဲ့လူကိုကူညီပေးပါတယ်။အဲ့ဒီကူညီတဲ့နေရာမှာလည်းတချို့ကိစ္စတွေကလူတိုင်းရတဲ့ဒါန၅မျိုးလုံးပါပါတယ်။အဲ့မှာဗုဒ္ဓဒါနဓမ္မဒါနသံဃဒါနဒေဝဒါနမနုဿဒါနအဲ့ဒါန၅မျိုးလုံးပြုပြီးတော့မှကိုတိလက်ရောက်သူတို့လူတကယ်သူဒါနတွေပြုပေးပြီးတော့မှကျွန်မရဲ့ဒီပညာရဲ့နဲ့ပတ်သက်တဲ့တစ္ဆာပြုမှုမျိုးနဲ့ကျွန်မရဲ့အဋိဌာန်ဆရဏမြင့်တင်ပြီးကျွန်မလှုပ်အပ်တဲ့ကျွန်မရဲ့ဒီ ညာရက်မှာ တုံးတဲ့ပညာတွေနဲ့ဘယ်နှရက်အတွင်းဆိုတာကိုတိကျအဲ့ဒါအောင်မြင်နိုင်တဲ့လူပေါ့နော်မအောင်မြင်နိုင်တဲ့လူကြတော့ကျမဗုဒ္ဓရဲ့ရေတွေအပေါ့ဘုရားရေတွေအပေါ့ပရိစိတ်ပါတရားထိုင်ပါတရဏဂုံစောက်တည်ပါဂုံတော်ပွားပါဒါတွေပဲပြီးပါတယ်တရားထိုင်မှုကတော့အဓိကပြောပါတယ်နော်ဟုတ်ကဲ့ပါရှင်ညံဘူးစောကတူတယောက်တည်းအတွက်ဥမာမောင်ဖြူအတွက်ဆိုမောင်ဖြူအတွက်ကိုတီးတန်းသုံးတောင်းယူပါတယ်မောင်ဖြူရဲ့မိသားစုဝင်တွေအတွက်ဆိုရင်လည်းအားလုံးပနေပနေရောက်စာမိမိပေါ့နော်အဲ့ဒါကို၅တောင်းယူပါတယ် ဟုတ်ကဲ့တချို့နိုင်ငံညသားလေးလည်းဈေးနှုန်းအတူတူပါပဲဟုတ်ကဲ့ဗမာငွေနဲ့ပါပဲရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါရှင်ကျေးဇူးထုတ်တင်ပါတယ်ဆရာလေးကျမချမ်းသာပါစေ